ဧပြီ9/2025ဖလန်းရှိ နောက်ဆုံးလက်ကျန်ခလာယာ268ကိုချင်းညီနောင်သိမ့်ပိုင်ချင်းပြည်နယ်မြောက်ပိုင်းဖလန်းမျိုးရှိစစ်ကောင်စီ၏နောက်ဆုံးလက်ကျန်ခလာယာ268စခန်းကုန်းကိုချင်းညီနောင်နှင့်ပူးပေါင်းတပ်များ သိမ့်ပိုက်လိုက်နိုင်ကြောင်းသိရသည်ရှီရန်တရီမြစ်တအူးက အခုနောက်ဆုံးကြံတဲ့ခလာရ206ဆက်ရှိစခန်းကုန်းကိုဒီမနက်ပိုင်းမှာရတာပါလို့ပြောပါရယ်မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးချင်းညီနောင်အဖွဲ့တာဝန်ရှိသူထံ AR ကမင်းမြန်ရာတွင်အသေးစိတ်အားမကြာမီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းပြောပါပါသည် ပြီးခဲ့သည့်2024နိုဝင်ဘာလတွင် ချင်းညီနောင်စစ်စင်ရေး operations ကိုစတင်ခဲ့ပြီးဖလန်းမျိုးရှိစစ်ကောင်စီ၏အထွေထွေအုပ်ချုပ်ရေးမှုယုံမြို့နယ်ရဲစခန်းခရိုင်ရဲစခန်းအစရှိသည့်တို့ကိုတင်ပိုက်ထားနိုင်ကခလျာ268တပ်စခန်းကုန်းတစ်ခုသာကျန်ရှိတော့ခြင်းဖြစ်သည်ဧပြီလ10ရက်2025 မျိုးသမီးကြီးတူအားဒလန်ဟုဆွဆွဲရိုက်နေတဲ့အကျန်းဖတ်သမားဟာခါမျိုးနွယ်စုပတ်ဆိုင်ထားတဲ့ CNE ရဲဘော်ကိုအရေးယူပေးဖို့ Global Circle အဖွဲ့တောင်းဆိုချင်းပြည်နယ်ဟာခါမျိုးနယ်စုခွာကျေးရွာဒေသခံဖြစ်တဲ့အငိမ့်စားအကျောင်းဆရာမဒေါ်စန်နန်းအားဒလန်ဟုဆွဆွဲရိုက်နေခဲ့တဲ့ အကျန်းဖတ်သမားဟာခါချင်းမျိုးသားတက်မရောစီနီတက်မဟာငါမဥတလွန်နေကိုအဖြစ်ပေးအေးယူပေးဖို့နိုင်ငံတကာရောက်စုခွာကြေးရွာတိုးတက်ဖွံ့ဖြိုးရေးအဖွဲ့ Global Circle ကတောင်းဆိုလိုက်ပါတယ် ငင်းစားဆရာမဒေါ်စန်နန်းဟာလေချောင်းခွဲစိတ်ရင်ပြီးခဲ့တဲ့မလ28ရက်မှာ ဟာခါကနေထွက်သွားခဲ့ပြီးအကျန်းဖက်သမားစီနီတက်မဟာငါးစစ်စေးရေးကိတ်မှာအစစ်စေးခံရပြီးဖုံးထဲမှာ စစ်ကောင်စီတပ်သားနဲ့ရဲဘုံများတွေ့ရှိခဲ့ရာကရိုင်းနှက်ခံခဲ့ရတာလို့သိရပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ဂေါ်ဘိုဆက်ခွာအတွင်းရေးမှူးက ူသုံးတဲ့ဖုံးကတလက်ကင်ဖုံးကိုဝယ်ခဲ့တာဖြစ်ပြီးတော့သူခီးမတော်ခင်မှာကလေးတွေကို သူ့ဖုံးထဲကမလို့တဲ့တပုံတွေကိုဖြတ်ပြီးစသားမျက်နာမပေါ်တဲ့ပုံပါသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒါကိုတွေ့တော့စစ်စေးမင်းမြတ်မှုတွေစခဲ့ပြီးအခုလိုရိုင်းနှက်ခံရတာပါလို့ Chintok News နဲ့ April 10ရက်နေ့တွေ့ဆုံမင်းမြန်းခန်းမှာဖြေကြားထားပါတယ်။ ဒေါ်ဆန်နင်းဟာအသက်68နှစ်ခန့်ရှိပြီဖြစ်ပြီးလေကားရိုက်နဲ့ခံရခြင်းကားထဲမှာစူခွာကြေးရွာအုပ်ချုပ်ရေးမှုလဲပါဝင်ခဲ့ရာ သူမဟာတလန်မဟုတ်ကြောင်းတရွာသေးသားရီမို့လို့သူ့အကြောင်းကိုကောင်းကောင်းသိကြောင်းပြောကြားခဲ့ပေမဲ့အကျန်းဖတ်သမားစင်ဒီဘက်ကလက်မခံပဲ အဆိုပါကိကနေတခြားခီးတွေကိုလှုပ်ပေးခဲ့ပေမဲ့ဒေါ်ဆန်နင်းကိုဖမ်းဆီးထိန်းသိမ်းထားလိုက်တယ်လို့ဆိုပါတယ်။အခုလိုမျိုးဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်ဒေါ်ဆန်နင်းကိုအကြမ်းဖက်သမားစီအီရဲဘော်တောင်နှန်းကရိုင်းနှက်ခဲ့ရမှာတုတ်ချောင်းဖြင့်34ချက်ရိုင်းနှက်တဲ့အချိန်ထိဒေါ်ဆန်နင်းသတိရှိနေခဲ့ကြောင်း34ချက်အပြင်တော့ တတိမိသွားခဲ့ကြောင်းဆိုပါရယ်ယခုလိုမျိုးရိုင်းနှတာတွေလုတ်ပြီးနောက်၄ရက်အကြာမှာဒေါ်ဆန်နန်းကိုလွှတ်ပေးခဲ့ကြပြီးနောက် သူဟာရန်ကုန်ဘက်ကိုရှောင်တိန်သွားခဲ့တယ်လို့သိရပါရယ် ဒေါ်ဆန်နင်းဟာစုခွားကြီးရွာမှာကောင်းကောင်းမွန်မွန်နေထိုင်သူဖြစ်ပြီးစစ်ကောင်စီနဲ့နီးစပ်တဲ့တရင်မျိုးမရှိကြောင်းပြည်တွင်းပြည်ပရောက်စုခွားကြီးရွာသားများအစီအဝေးလုပ်ပြီးနောက် သူဟာဒလန်လုံးဝမဟုတ်ကြောင်းကို အတည်ပြုခဲ့တယ်လို့လဲဂေါ်ဘိုဆော့ခ်ကအတွင်ရေးမှူးကပြောပါတယ်ဒါကြောင့်ယခုလိုမျိုးတက်ကြီးပိုင်းပြည်သူတို့အူပေါ်တိကျခိုင်လုံမှုမရှိတဲ့ဆွဆွဲချက်နဲ့ ညင်ပန်းနှိပ်ဆက်ခဲ့တဲ့အကျန်းဖတ်သမားစီဤရဲဘော်တော်နန်းကို အကျန်းဖတ်သမားချင်းပြီကောင်းစီပြည်ရေးဝင်ကြီးကဖြစ်စေ အကျန်းဖတ်သမားစီနဲ့တာဝန်ရှိသူများကဖြစ်စေထိထိရောက်ရောက်အေးအေးရဲနဲ့တစုံတရာတာဝန်ယူဆောင်ရွက်ခြင်းမရှိပါကလိုအပ်သလိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်